နာဆာကဥက္ကဋ္ဌဦးဆောင်တဲ့မြန်မာကိုယ်စားလှယ်အဖွဲ့ဟာချစ်ကြည်ခီးစဉ်အဖြစ်ဒီကနေ့မေ9ရက်မနက်ပိုင်းမှာရုရှားနိုင်ငံကိုထွက်ခွာသွားပါတယ်။အခုချစ်ကြည်ခီးစဉ်မှာနာဆာကအဖွဲ့ဝင်တွေအစိုးရအဖွဲ့ဝင်ဝင်ကြီးတွေနဲ့အဆင့်မြင့်တက်မတော်အရာရှိကြီးတွေလိုက်ပါသွားပါတယ်။ရုရှားဖက်ဒရေးရှင်းနိုင်ငံတမရ ဗလာဒီမာပူတင်ရဲ့ဖိတ်ကြားချက်အရရုရှားဖက်ဒရေးရှင်းနိုင်ငံမော်စကိုမြို့မှာကျင်းပပြုလုပ်မဲ့1941-1945မဟာမျိုးချင်းစစ်ပွဲကြီးအောင်ပွဲ280ပြည့်အထိမ့်မှန်အခမ်းအနားကိုတက်ရောက်ဖို့နာဆာကဥက္ကဋ္ဌနဲ့ဇနီးဒေါ်ဂျူဂျူလချစ်ကြည်ရီခီးစဉ်ကိုယ်စားလှယ်အဖွဲ့ဝင်တွေဟာနေပြည်တော်လီစိတ်ကနေရုရှားနိုင်ငံကိုတွားရောက်တာဖြစ်တယ်လို့သိရပါဗျာ။ ခရီးစဉ်အတွင်းနာဆာကဥက္ကဋ္ဌဟာ1941 1945မဟာမျိုးချစ်စစ်ပွဲကြီးအောင်ပွဲ280ပြည့်အထိမ်းအမှတ်အခမ်းအနားနဲ့ဆက်ဆက်အခမ်းအနားတွေကိုတက်ရောက်တာအခမ်းအနားကိုတက်ရောက်လာကြတဲ့နိုင်ငံခေါင်းဆောင်တွေနဲ့တီးခြားတွေ့ဆုံဆွေးနွေးတာတွေကိုဆောင်ရွက်သွားမှာဖြစ်ပြီးချစ်ကြည်ရေးခရီးစဉ်အတွင်းနှစ်နိုင်ငံအစိုးရနဲ့ပြည်သူတွေအကြားချစ်ကြည်ရေးစေဝါရေးလုံခြုံရေးဆိုင်ရာတွေနဲ့ကဏ္ဍပေါင်းစုံမှာမဟာဗျူဟာမြောက်ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာကိစ္စရပ်တွေပုံမတိုးတက်ခိုင်မာအောင်ဆောင်ရွက်သွားမယ်လို့သိရပါဗျ။ ရုရှားဖက်ဒရေးရှင်းနိုင်ငံဖက်ဒရယ်ကောင်စီလွှတ်တော်ဥက္ကဋ္ဌရဲ့ဖိတ်ကြားချက်အရ NASA ကဥက္ကဋ္ဌနဲ့အတူချစ်ကြည်ခီးစဉ်လိုက်ပါလာတဲ့၎င်းရဲ့ဇနီးဒေါ်ဂျူဂျူလာဟာခီးစဉ်အတွင်ဖက်ဒရယ်ကောင်စီလွှတ်တော်ဥက္ကဋ္ဌနဲ့တွေ့ဆုံဆွေးနွေးမှုဆောင်ရွက်သွားမယ်လို့သိရပါဗျာ။